်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလပီရာညင် जा မှုဦးစီးဌာနကနေဇွန်လ12ရက်ဒီကနေ့နေ့9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လေပင်နဲ့ဘင်္ဂလားပင်လေရောအရှိတောင်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းရာမှအားလွန်ကောင်းနေပြီးကြံမင်္ဂလားပင်လေရောတွင်မုတ်တုံလီအားတင်းတင်းရှိနေပါမယ်။ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုက်ထွာချက်များအရာတောင်တရုတ်ပင်လေပင်တွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းဝူတဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားလျက်ရှိပါသည်။ အဆိုပါအပူပိုင်းမုံတိုင်းဝူတက်ဟာကနဦးတွင်အနောက်မြောက်ဖက်သို့ရွှေ့ရှားနိုင်ပြီး73ရက်6လ2025ရက်နေ့တွင်တရုတ်နိုင်ငံဟိုင်နန်ကျွန်းသို့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျ နေပြည်တော်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစစ်ဆေး၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံပြားမိုးထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ရိပ်မိုးကြီးနိုင်ပါတယ်။ရွှေရယာလုံးပြည့်ဖြစ်ပါတယ်။ ်မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေရှားအနေအရတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းတက်စီလက်ချင်းနဲ့မူတီကြွေခြင်းစတဲ့မူလပဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ မြမပင်နေပြည်တွင်မြဝချုံပေါ်မုတ်တမာကွေမုန်တတင်းနာရီကံရန်တရှောင်းနေကမ်းလွန်ပင်နေပြည်တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိလေမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်လိုင်းမြစ်မှာ မြဝချုံပေါ်မုတ်တမာကွေမုန်တတင်းနာရီကံရန်တရှောင်းနေကမ်းလွန်ပင်နေပြည်တွင်ကိုးပင်မှာ7ပီကန်ရှိနိုင်ပါတယ်ကြံမြမပင်နေပြည်တွင်လိုင်းအထင်အင့်ရှိပါမယ် တိုင်းမြင်မှာရခိုင်ကမ်းရင်းတလျှောက်နဲ့ကမ်းလွန်ပင်နယ်ပြင်တို့တွင်6ပြည်မှ10ပြည်ခန့်ရှိနိုင်ပါသည်။နောက်တစ်ရက်ထပ်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးပူလာပါမယ်။ဒီပြည်တော်ရှမ်းကုန်းမြို့မန္တလေးမြို့နဲ့ညီတဝိုက်အတွက်ဒီကနေ့ညနေထိခမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရုံပြည့်ဖြစ်ပါလိမ့်ရှင်။